ျွန်တော်ထွက်ဖို့ကျွန်တော်တိုက်တွန်းနှိုးဆော်နေပေမဲ့ကျွန်တော်နှုတ်ကသာနှိုးဆော်နေရတာတကယ်တကယ်လက်တွေ့မှာကျွန်တော်ကိုယ်တိုင်ကဟိုကတိုက်တွေအပြင်မထွက်မိပါဘူးအဲ့လိုမထွက်မိတဲ့အဖြစ်ပြက်ကြီးကနောက်တစ်ချိန်မှာကျတော့မရတော့နောက်တစ်ချိန်မှာတိုက်ကလုံးဝပြိုပြီးတော့အုံးဆိုပြီးတော့ပြိုထွက်တဲ့အဆင့်ဆိုကျွန်တော်ထွက်ပြေးတာကျွန်တော်တော့တိတိလေးလွတ်တာတမီးငယ်ဆုံးနဲ့မိန်းမနဲ့ကတော့အသက်ဆုံးရှုံးသွားတယ်စိတ်ထဲမှာတော့ပဲတော့မလဲတော်တော်ခံစားရတာဘယ်တော့ ကျွန်တော်လည်းတက်နိုင်သလောက်ကျွန်တော်လည်းအားတင်းမိနေရတာပဲကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်သမီးငယ်လေးဆုံးရှုံးတာဆိုတော့ကျွန်တော်လည်းခံစားရတာပဲအပြင်မဲ့ကျွန်တော်ဒီသမီးနှစ်ယောက်အတွက်ကျွန်တော်ရှင်သန်မဖြစ်မယ်ဆိုရင်စိတ်နဲ့ပဲကျွန်တော်နေနေရတာကျွန်တော်က share လုပ်တဲ့ငွေဟိုမိတ်ဆွေရဒီမှာ ကျွန်တော်တိုက်မှာအငားထားတာသူသူနေတာပေါ့နော်ကျွန်တော်တို့ဖိတ်တာပေါ့ဖိတ်တော့မွေးနေ့ကိတ်လေးယူပြီးတော့သူသားရဲ့မွေးနေ့မှာဆပ်ပလိုက်လေးလှုပ်ရှင်နေဆိုလို့မွေးနေ့ကိတ်လေးယူပြီးတော့လာခဲ့ပါဆိုလို့ဘောင်ချာလေးပေးခဲ့တော့ကျွန်တော်တို့မွေးနေ့ကိတ်ကို17နာရီအမီယူပြီးတော့ဒီလိုလာရတာပါလာတော့17ခွဲကိုစက်စီတမင်မှားထားတာစက်စက်တစ်ခွဲစက်စီတမင်မလာဘူးမရောက်လာ မရောက်လာဘဲနဲ့ကျွန်တော်တို့ကစက်စီတမင်ကိုစနစ်ခွဲထိထိုင်ဆောင်လိုက်ရတယ် စနစ်ခွဲအချိန်ထိစနစ်ခွဲအချိန်ထိစက်စီတမင်ထိုင်ဆောင်ရင်းနဲ့အချိန်ကနည်းနည်းလွန်လာလွန်လာတဲ့အချိန်နဲ့စက်စီတမင်ရောက်လာတဲ့အချိန်ကြတော့စားဖို့ပြင်ဆင်နေတဲ့အချိန်စားတောင်းနေကြတဲ့အချိန်မှာမထင်မှတ်ဖဲနဲ့ငလင်ငလင်ရဲ့ယုတ်တိရထလှုပ်ပါယုတ်တိရထလှုပ်တော့ကျွန်တော်ကပထမတစ်ချက်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ပြေးဖို့ကျွန်တော်ကတိုက်တွန်းပြောဆိုပေးခဲ့ပေမဲ့အဲ့ မွေးနေ့ရှင်ရဲ့အဖေကမပြေးနဲ့ကလေးတွေကြောက်လိုက်မယ်ထိုင်နေပါလို့ပြောတော့အကုန်လုံးကအဲ့ဒီစကားကိုနားယောင်ပြီးပြန်ထိုင်မိပါအဲ့ပြန်ထိုင်မိတဲ့အချိန်မှာဒုတိယတစ်ချိန်ထပ်လှုပ်တော့ပြေးချိန်မရတော့လုံးဝပြေးချိန်မရတော့အဲ့ထဲမှာကျွန်တော်လည်းပါဝင်တယ်ကျွန်တော်လည်းအဲ့ထဲမှာရှိကျွန်တော်ထွက်ဖို့ကျွန်တော်တိုက်တွန်းနှိုးစော်နေပေမဲ့ကျွန်တော်နှုတ်ကသာနှိုးစော်နေရတာတကယ်တကယ်လက်တွေ့မှာကျွန်တော်ကိုယ်တိုင်ကဟိုက တိုက်တွေကအပြင်မထွက်မိပါဘူးအဲ့လိုမထွက်မိတဲ့အဖြစ်ပြက်ကြီးကနောက်တစ်ချိန်မှကျတော့မရတော့နောက်တစ်ချိန်မှတိုက်ကလုံးဝပြိုပြီးတော့အောင်ဆိုပြီးတော့ပြိုထွက်တဲ့အဆင့်ဆိုကျွန်တော်ထွက်ပြေးတာကျွန်တော်တော့တတိလေးလွတ်လွတ်တာပါအဲ့မှာအဲ့ထဲမှာကျွန်တော်သမီးအငယ်ဆုံးနဲ့သမီးသမီးအငယ်ဆုံးနဲ့မိန်းမနဲ့ရတော့အသက်ဆုံးရှုံးသွားတာကျွန်တော်လွတ်သွားလို့သမီးအလတ်မနဲ့ အကြီးမားကိုကျွန်တော်ကပြန်ပြီးတော့ဒီဟိုဟာတွေနဲ့ပြန်ပြီးကဲဆယ်ထုတ်ပေးထုတ်ပေးနိုင်တာပါကျွန်တော်တို့မိသားစုဝင်က9ယောက်ဖြစ်တယ်9ယောက်ကိုမှကျွန်တော်ကတစ်ယောက်ကလွတ်သွားတယ်မိသားစု4ယောက်လုံးကတိုက်ထဲမှာပိတ်မိနေတာပါမိသားစု4ယောက်လုံးပိတ်မိနေတော့ကျွန်တော်သမီး3ယောက်ရယ်ကျွန်တော်မိန်းမရယ်ဆိုရင်မျိုးသမီးရယ်ဆိုရင်မိသားစု4ယောက်လုံးပိတ်မိနေတာအဲအိမ်ရှင်အိမ်ဝဦးလေးရယ်လဲမွေးနေ့ရှင်ရယ်လဲသူတို့ကလည်းမိသားစု4ယောက်ပဲ မိသားစု၄ယောက်ကသူတို့မိယောက်စုမိသားစု၄ယောက်ဆိုတော့သူတို့လည်းပိတ်မိပြီးတော့သူတို့သူတို့ကကြာ၄ယောက်ဆိုတော့အဖက်မတင်ပါဘူးသမီး၄ယောက်ကအသားကုံအောင်ပြိနေတာဆိုတော့အသားကုံကိုအသားဖြတ်တဲ့လွှမ်းနဲ့တိုက်ပါလေအသားဖြတ်တဲ့လွှမ်းနဲ့တိုက်တိုက်ပြီးတော့မှအဲ့အသားဖြတ်တဲ့လွှမ်းကိုအသားကိုအသားချောင်းလေးနှစ်ချောင်းလောက်ပဲချိုးပြီးတော့ဣကြမှာဆိုလို့အဲ့အသားချောင်းနှစ်ချောင်းချိုးထားတဲ့အပေါက်ကြားထဲကနေပြီးတော့စတိကုံကြားထဲကနေအဲ့ပေါက်ကြားထဲကနေဆွဲထုတ်ခဲ့ရတာ တမီးလေးနှစ်ယောက်တမီးနှစ်ယောက်ပြင်နောက်ထပ်ယောက်ျားသားတစ်ယောက်လည်းအသက်ရှင်ပါအဲ့ဒီမှာယောက်ျားသားတစ်ယောက်ကခေါင်းကွဲတယ်လက်ကျိုးတယ်အဲ့ဒီယောက်ျားသားကခုအပေါက်ကမှသေတဲ့ဝနောင်းအောင်ဆိုတဲ့ကောင်လေးရဲ့အဖေပါကျွန်တော်စုစုပေါင်း16ယောက်ရှိတယ်6ယောက်အသက်ရှင်ပြီးတော့17ယောက်ကတော့အသက်ဆုံးရှုံးပါတယ်။သိတယ်မှာတော့ဘယ်ကောင်းမလဲတော်တော်ခံစားရတာဘယ်တော့ ျွန်တော်လည်းတက်နိုင်သလောက်ကျွန်တော်လည်းအားတင်းပြီးနေရတာပဲကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်သမီးငယ်လေးဆုံးရှုံးတာဆိုတော့ကျွန်တော်လည်းခံစားရတာပဲဒါပေမဲ့ကျွန်တော်ဒီသမီးနှစ်ယောက်အတွက်ကျွန်တော်ရှင်သန်မဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်နေနေရတာကျွန်တော်ကမျိုးသမီးနဲ့ဟွာအတွက်ကိုငယ်ဆုံးလေးအတွက်ကိုကျွန်တော်အိမ်မှာကျွန်တော်ဗောလီတဲလို့ရပါတယ်ကျွန်တော်ကျွန်တော်အိမ်မှာကျွန်တော်ဗောလီတဲပါတယ်ဒီကနေပြီးတော့ကျွန်တော်အိမ်ကိုဗောလီတဲတဲပြီးတော့ကျွန်တော်သူတို့အတွက်ကို တကြာမိတကြိုရပါတကြိုပြီးတော့ရက်လင်နေမှာကျွန်တော်သမီးငယ်လေးရငယ်ဆုံးပါလေးရမတင်မဲ့ဘဲနဲ့တရားနာပြီးတဲ့အချိန်ကျမှဝင်ပူးပါတယ်ဝင်ပူးပြီးတော့ပေ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 နဲ့ပဲနေကျင်တာပါပေပေနဲ့ပဲနေကျင်တာပါဆိုပြီးတော့သမီးလေးကပြောပါတယ်သမီးလေးကအဲ့လိုမျိုးဝင်ပူးပြီးပြောတာဟုတ်ဖတ်ပြီးတော့ကိုတော်မစိတ်တော်တော်ခံစားရပါတယ် သမီးငယ်လေးကအဲ့လိုမျိုးပြောပြီးတော့ရက်လေတဲ့နေ့မှာ तू ကမမေကတော့ဟိုတိုက်မှာဒီမှာသမီးတာရုခေါ်ရလားဆိုသမီးရဲ့တာရုခေါ်ရတယ်မမေကတာရုမရဘူးဟိုမှာကြံနေခဲ့တာလို့ तू အပြောကြောင်ကျွန်တော်တို့ကအခုဒီလိုအလူတန်းနေစီစဉ်ရတာဖြစ်ပါဆယ်နှစ်မြောက်မှာကျွန်တော်မနက်ကလည်းဘုံကြီး၅ပါးပြင်ပြီးတော့ဒီရှိမှာတာရုခေါ်နိုင်အောင်လို့ကျွန်တော် နက်6နိုင်နဲ့9နိုင်ရမှာကျွန်တော်တခုစီစဉ်ပါတယ်ခုဒီကလည်းလူ900သာဒါသမင်းတို့ဝေပြီးတော့သူ့ကိုညင်တဲ့နေရာကြားတဲ့နေရာနေပြီးတော့ဓာတုခေါ်နိုင်အောင်သူတို့တွေအကုန်လုံးပေါ့နော်ညင်ညင်သည်ဖြစ်စေကြားသည်ဖြစ်စေညင်လို့တွေးလို့ကြားလို့ရှိရင်ဓာတုခေါ်နိုင်အောင် ကျွန်တော်အဲ့ဒါကိုတခြားလုပ်ပေးပါအဲသူတို့ကောင်းတဲ့ကုစုနဲ့ကောင်းတဲ့ဘုံဘွားကိုရအောင်ဓာတုခေါ်နိုင်အောင်လို့မျိုးသမီးလေးရ 35နှစ်ပါသမီးငယ်လေးက6နှစ်ပါတုံလုံးခြောက်ရှားစရာကြီးပေါ့ငါညီအားပြောမယ်ဆိုတာကဘာပြက်တာပဲကိုဘွားမှာတော့ဒါမိသားစုဆုံးရှုံးနေမိသားစုဆိုတာကိုတို့ဆိုတာပျော်ပျော်ရွှင်ရွှင်လေးဖြတ်တန်းလာခဲ့တဲ့မိသားစုဘသူဘသူမှအဝံဖြစ်ခဲ့တာမဟုတ်ဘူးအဲမိသားစုလည်းဆုံးရှုံးရတယ်ကိုရဲ့ဘဝမှာ အကြီးမားဆုံးဆုံးရှုံးမှုပါပဲပစ္စည်းဥစ္စာဆိုတာပြန်ချလို့ရပါမိသားစုဘဝပြန်ချလို့မရပါဘူးဒီမိသားစုဘဝ မိသားစုဝင်တွေကဒါနှစ်ယောက်ကြီးတောင်ပဲ့သွားတာဖြစ်သည့်အတွက်တော်တော်ကြီးကိုထိခိုက်နစ်နာပါ